င်္ဂလာပါရှင်2025ခုနှစ်မေလ16ရက်နေ့ရက်မွန်တဲ17နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။စာတင်ကြောင်းဘုံကျဲခဲ့တဲ့လေယူမှုမိသားစုပိုင်ပွဲရုံကကုန်ပစ္စည်းတွေကိုဟင်္သာရမြို့ရက်ွက်ပိုင်ဓမာယုံမှာကုန်လောင်ထားတဲ့အတွက်ဒေတာခံတွေကမကြည်မလက်ဖြစ်နေကြပါဗျ။စစ်ကောင်စီရဲ့နေဆက်ကုန်သွယ်ရေးအသက်သွေးကြောထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကမ်းတွေကို KNU ကတင်ပိုက်နေမှုမှာ မြို့ကြီးတွေကိုတိမ့်ပိုက်မှုချက်ပုံမအေးပါတဲ့အခြေအနေဖြစ်ပြီးယူဟာစခန်းတွေအပါအဝင်စခန်း90နီးပါးကိုတိုက်ခိုက်တိမ့်ပိုက်ထားတယ်လို့ဆိုပါတယ်စစ်ဗိုလ်ချုပ်တွေအများစုရှိတဲ့နေပြည်တော်မှာမိုးတဲထံပြီးရေကြီးနေပါတယ်ရှင်ပလဲမျိုးနဲ့နှွယ်အင်းကြွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံကျဲမှုကခလင်းငယ်အပါဝင်ပြည်သူ၄ဦးသေဆုံးခဲ့ရပါတယ်။လာရှိုးမျိုးမှာရှိတဲ့ဖုန်းအပေါင်ဆိုင်မှာအုပ်စုလိုက်ဓားများတိုက်မှုထွက်ဖြစ်ပြီးဖုန်းအလုံး90နဲ့ ရွှေ၅ချက်သာပါသွားတယ်လို့ဆိုပါတယ်။ဒီသတင်းလေးနဲ့တူဒီကနေ့မွန်တဲဆက်နိုင်ချင်းချီနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဂျပန်ရင်းမြို့နယ်အိုရိန်တွင်းရွာစာတင်ချောင်းကိုတိုက်လေရင်နဲ့ဘုံကျဲခဲ့တဲ့လေရင်မူးလို့သတင်းထွက်ပေါ်ခဲ့တဲ့ဒုဗိုလ်မှူးကြီးဇော်မင်းထင်ကျော်မိသားစုပိုင်းဟင်္ဒရာမြို့ကပွဲရုံဟာရက်ကွက်ပိုင်ဓမာယုံမှာကုံလောင်ထားတာကြောင့်ဒေသခံတွေကမကြေမနက်ဖြစ်နေကြပါဗျ။ဒုဗိုလ်မှူးကြီး ဇော်မင်းချင်ကျော်ရဲ့မိသားစုကဟင်္ဒရာမြို့တာ90မြောက်ရက်ကွအင်္ဂါပတ်နှွေတန်ကဌာနဘေးမှာကောင်းမြတ်ပွဲရုံနဲ့လဲရင်စိုက်ပျိုးရေးပစ္စည်းဆိုင်ဖွင့်ထားတာပါသူတို့ရဲ့ကုန်ပစ္စည်းတွေကိုနှွေတန်ကဌာနအဆောက်အုံအတွင်းမှာလောင်ထားတယ်လို့ဒေတာခန်တွေကပြောပါတယ်သူတို့ကဂျမာယုံနဲ့ကလျက်မှာခြံဝယ်ပြီးတော့ပွဲရုံဖွင့်တာသူတို့ခြံထဲမှာကုန်တွေပြည့်ပြီးဆိုရင်ဂျမာယုံထဲမှာထားတယ် ကြက်ကွာအုပ်ချုပ်ရေးဘိုင်းကလည်းသူတို့ကိုခွင့်ပြုပေးထားတယ်တိုင်းလို့တော်လို့လုံးဝမရဘူးလို့ဒေတာကန်တူကပြောပါရယ်ရှင်အဲ့ဒီပွဲရုံကိုဒူးဖိုမူကြီးဇော်မင်းချင်ကျော်ရဲ့အဖေဥကျော်တန်းနဲ့ဒေါ်ဝင်းကြည်ရောကဥစည်းလောက်ကင်နေတာလို့ဆိုပါရယ်မယုတ်တီတွေထွက်တဲ့ရာသီဆိုရင်ပတ်ဝန်းကျင်မှာမယုတ်တီအနှံ့တွေမှုန်နေပြီးပတ်ဝန်းကျင်မှာနေသူတွေရဲ့ကျန်းမာရေးအတွက်စိုးရိမ်စရာကောင်းတယ်လို့ဒေတာကန်တချို့ကလည်းပြောပါရယ် သူတို့ရဲ့ရှေ့လမ်းမှာကျမရေးဌာနကနန်းစီရီယန်တယောက်ရှိတယ်အဲ့ဒီမိမကလည်းမတားဘူးနန်းတွေပေါင်းပြီးတော့ပတ်ဝန်းကျင်ကိုဒုက္ခပေးတယ်လို့ဒေတာကန်တအုပ်ကလည်းပြောပါတယ်ဒူဘုံမူကြီးဆောင်မင်းထင်ကျော်ကစစ်တပ်ကတော့အပတ်စဉ်44စင်းဖြစ်ပါတယ်သူတို့ရဲ့မိသားစုကဟင်္ဒရာမြို့နယ်ချင်းဘိုကျေးရွာအုပ်စုမှဖြစ်ပြီး2015ခုနှစ်မှာမြို့ပေါ်ကိုပြောင်းရွှေ့လာခြင်းဖြစ်ကြောင်းဟင်္ဒရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့နှိစက်သူတွေကပြောပါတယ် သူ့ရဲ့ညီဖြစ်သူချမ်းမြေ့ကျော်မှလည်းစစ်ကောင်စီတပ်မှဆေးသက်သားဖြစ်ကြောင်းသိရပြီးအဆင့်ကိုတော့မသိရသေးပါဘူး။သူတို့လက်ရှိနေထိုင်နေတဲ့အိမ်ကစစ်တပ်အငြိစားကြံ့ခိုင်ရေးပါတီထိတ်တန်းခေါင်းဆောင်ဖြစ်တဲ့ဦးထေးဦးရဲ့အိမ်နဲ့မလန်မကန်မှရှိတယ်လို့လဲဆိုပါရယ်။ဒုဗိုလ်မှူးကြီးစောမင်းချင်းကျော်ကမေ12ရက်နေ့မှာစကိုင်းတိုင်းတပည့်ရေးမြို့နယ်အိုရိန်တွင်းရွာစာတင်ကျောင်းကိုတိုက်လေရင်နဲ့ပုံကျဲခဲ့သူလို့ Facebook လူမှုကွန်ရက်စာမျက်နှာမှာတင်းကျဲကျဲပြပြထွက်ပေါ်ခဲ့တာလည်းဖြစ်ပါရယ်။ ပုံကျဲသူမှာသူဟုတ်မဟုတ်ကိုတီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့ပြည်သူလူထုနဲ့တော်လိုင်းရင်အားစုအတိုင်းဝိုင်းကသူ့ကိုပြပြင်းထက်ထဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ဥရိန်တွင်ရစာတင်ကြောင်းတိုက်ခိုက်ခံရမှုမှာဆီယမ2ဦးနဲ့ကျောင်းသားကျောင်းသူ22ဦးစုစုပေါင်း24ဦးတေဆုံးခဲ့ပြီးတရားကြောဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီအမှုကိုတရားမျှတမှုပြန်လည်ရရှိတဲ့အထိစစ်ဆေးဖော်ထုတ်မယ်လို့တော်လန်ရေးအင်အားစုတွေကလည်းထုတ်ပြန်ထားပါရဲ့ရှင်။ ဒူပုံမူကြီးစော်မင်းချင်းကျော်ရဲ့တရင်ထွက်ပေါ်လာပြီးတဲ့နောက်မှာဟင်္သာမျိုးပေါ်မှာစစ်ကောင်စီကစစ်ဆေးရေးတွေတင်းကျပ်ခဲ့ကြောင်းမြို့ကန်တချို့ကပြောပါရယ်ဒါပေမဲ့သူတို့ရဲ့မိသားစုပွဲရုံကိုတော့ဆက်လက်ဖွင့်ထားစေလို့ဒေသခံတွေကပြောပါရယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဝင်ငွေရလန်းနေဆက်ကုန်သွယ်ရေးအသက်သွေးကြောထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့စစ်စခန်းတွေကို KNU ကတင်ပိုင်နေမှုမှာမြို့ကြီးတွေမှာတင်ပိုင်မှုထက်ပိုမှုအရေးပါတဲ့အခြေအနေရောက်ရှိပြီးဖြစ်ကြောင်း KNU ဘဟု အလုံအမှုဆောင်တဲ့ဖြစ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူဘဒိုစောတော်နီကပြောပါရယ်ရှင်ထိုင်းမြန်မာနယ်စပ်စီးမြင်းတခြားမှာရှိရဲအကြံဖတ်စစ်ကောင်စီတက်စကန်တွေကို KNN နဲ့ KMDO PDF မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတောက်လျှောက်တိုက်ခိုက်သိမ်းပိုက်နေချိန်မှာမြို့ကြီးတွေကိုသိမ်းပိုက်ကြထက်ပုံမအေးပါတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း KNU ဘဟုအလုံအမှုဆောင်ဘဒိုစောတော်နီကရှင်းပြပါရယ်အတိကက ဒါကတကယ့်ကုံသွယ်ရေးစခန်းကြီး၊မြောက်ရီမဲဆောက်ကုံသွယ်ရေးစခန်းကြီး၊နောက်ပြီးတော့တီကီနေဆက်ကုံသွယ်ရေးစခန်းကြီးတွေဟာတကယ့်အရေးပါတဲ့နေရာတွေဖြစ်တဲ့မြို့ကြီးတစ်မြို့စာလောက်သိမ်းနိုင်တဲ့အနေအထားနဲ့တူတယ်။ဘာလို့လဲဆိုတော့ရှစ်တလန်တိုးဖို့အတွက်တကယ့်ကိုအရေးပါတဲ့အဲ့ဒီနေရာတစ်ခုကိုရရှိသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်လို့ဘဒိုစောတောင်းကြီးကရှင်းပြပါတယ်။ထိုင်းမြန်မာနယ်စပ်တလျှောက်၊ဂရီနီ၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တနင်္သာရီတိုင်းအထိနယ်နိမိတ်ကီလိုမီတာ 3000ကျော်ထိစပ်နေတဲ့နေဆက်တစ်ခုကိုအကြမ်းဖက်စစ်တပ်ကင်းစင်တဲ့အခြေအနေရောက်တဲ့အထိကိုတိုက်ခိုက်မှုတွေပူပေါင်းလှုပ်ဆောင်သွားမယ်လို့ဆက်လက်ရှင်းပြထားပါတယ်။ကျွန်တော်တို့ရှေလျားဆုံးဖြစ်တဲ့နေဆက်စီးမြင်ထိုင်းနိုင်ငံနဲ့ဆက်ဆက်နေတဲ့ Greeny နေဆက်တမဟာ9ကစပြီးတော့တမဟာ၄အဆုံးထိအဲ့ဒီလောက်ထိကီလိုမီတာရာပေါင်းထောင်နဲ့ချီတဲ့နေရာတွေကိုကျွန်တော်တို့နောမှုနိုင်တော့မယ်ဆိုတာဒါကကျွန်တော်တို့ရဲ့အောင်ပွဲပဲအဲ့ဒါဟာ ဒါကြောင့်မို့လို့ဒီဟာတွေကကိုအတင်းထဲမှာသွားပြီးတော့ရယူတာနဲ့ဒီကနေကျွန်တော်တို့ရယူတာနဲ့လုံးဝမတူဘူးကျွန်တော်တို့ရဲ့နေဆက်အတွင်းမှာထိုင်းနဲ့ဆက်ဆက်နေတဲ့တမဟာကနယ်မြေတွေဆိုပြောင်းရှင်ပြီးအခုကတမဟာကွန်ကလည်းကုန်ပြီနည်းနည်းပဲကျန်တော့တယ်တမဟာ6ဆိုလဲစစ်ကောင်စီဗျူဟာတစ်ခုလောက်ပဲကျန်တော့တယ်အဲ့ဒီနယ်ဆက်မှာတမဟာ၄ဆိုရင်လဲစစ်ကောင်စီရဲ့ ठी ခီစကန်းဆိုပြုတ်ထွက်ကုန်ပြီလို့ဗဒုစောတော်နီကပြောပါတယ်ရှင် KNN နဲ့ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ရှင်ညင်တိုက်ခိုက်နေမှုကြောင့်ရခင်စောမှာတန်းရွှေခက်ကစစ်တပ်တပ်ရင်းများစွာအပြုတ်ခံရယူထားတဲ့နေမြေစစ်စခန်းကြီးတို့ကိုရပ်ပိုင်းအတွင်းမှာတိုက်ပွဲဖြစ်ပွားပြီးပြန်လည်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်တော်တော်မှာ KNU တပ်မဟာခွန်နေမြေပိုင်ကျုံဒေသမှာမော်ဖိုကင်းစခန်းကို KNN နေမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေက နေမြေရှင်းလင်းတိုက်ခိုက်နေပြီးနော်တရာတောင်စစ်စခန်းကိုလည်းဝိုင်းပတ်ပိတ်ဆို့ချက်တောက်ထားနိုင်ကြောင်းလည်းသိရပါတယ်။ KNU တမဟာလေးတမဟာငါတမဟာ6တမဟာ9ရင်းမြစ်အတွင်းမှာရှိတဲ့ကျန်းဖတ်စက်ကောင်စီဗျူဟာစခန်းကြီး10ခုထပ်မင်းကို KNN နေတက်တွေကတင်ပတ်ရရှိထားတဲ့အပြင်နေချားခံ စစ်စခန်းကုန်20ကျော်နဲ့ကာကင်းစခန်းငယ်များအပါအဝင် စုစုပေါင်းစစ်စခန်း90နီးပါးကို KNN နဲ့ KMDO PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတင်ပတ်စုမှုထားနိုင်ကြောင်းလည်းသိရပါတယ်ရှင်ဆလဘီနေပြည်တော်မှာမိုးသည်ထန်စွာရွာနေပြီးတက်ကုန်နဲ့ ပြင်မနာမြို့နယ်တို့မှာမြေနှိပ်ပိုင်းဒေသတွေမှာရင်းနှီးမြှုပ်မှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတချို့ကပြောပါရယ်တကုံနဲ့ပြင်မနာမြို့နယ်တို့မှာမေ15ရက်နေ့ကစပြီးမိုးရွာခဲ့ပြီးဂျမန်နေ့မေ18ရက်နေ့ညနေမှာမိုးသည်ထံကရင်းနှီးမြှုပ်မှုတွေဖြစ်ပေါ်နေတယ်လို့ပြင်မနာမြို့ခံတအုပ်ကပြောပါရယ်တကုံဘက်ရေရီဆင်းလာတာကျမတို့ကတော့အထုပ်တွေကိုအမြင့်ဘက်ကိုတင်ထားပြီးရေဘေးရှောင်ဖို့ပြင်ဆင်နေရတယ် မိုးကစတိုက်ရွာနေပြီးချောင်းတွေရေရှမ်းလာလို့ပြင်မနာမြို့ကစင်သေးဆယ်အနီးမှာနေထိုင်တဲ့ဒေသခံတို့ကလည်းပြောပါတယ်။တကုံမြို့နယ်အတွင်းမှာနဝင်းချောင်းရေရှမ်းနေပြီးပတ်ဝန်းကျင်ကျေးရွာများရေဘေးကျူတင်ပြင်ဆင်ရန်တက်ကြီးရွယ်အိုကလေးငယ်များစိတ်ချရတဲ့နေရာတွေကိုပြောင်းရွှေ့ထားကြရန်လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်းတတိပေးထားပါတယ်။တကုံမြို့မကြီးပင်ကျေးရွာအနောက်ဘက်ခြမ်းမှာ မနေ့ကမေ၁၈ရက်နေ့နနက်ပိုင်းကစပြီးရေဝင်လာတာကြောင့်ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။မေ၁၈ရက်နေ့ညအုပ်ပိုင်းရောက်တဲ့အခါမှာတက်ကုံမြို့ပေါ်မှာရေဆောက်ဝင်လာတယ်။ဘရင်အောင်နယ်မြေ၁၀ရက်ကွက်အစ်စ်အပိုင်းမှာရေတက်လာတာကြောင့်ကယ်ဆယ်ရေးလုံနေသူတွေကအသိပေးထားပါတယ်။နဝင်းချောင်းဘေးကျေးရွာတွေနဲ့စင်တီချောင်းဘေးကျေးရွာတွေတဖြည်းဖြည်းချင်းရေတက်လာနေ၍တတိပြုကြရန်ကယ်ဆယ်ရေးလုံနေသူတွေကတတိပေးထားပါတယ်ရှင်။ နေပြည်တော်မှာရှိတဲ့ပြည်မနာမြို့နယ်တက္ကုံမြို့တို့မှာလည်းမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြည်အပြင်စကိုင်းမြင်းကလေးတံကိုလည်းခံခဲ့ရတယ်လို့ဒေတာခန်တွေကပြောပါတယ်။ဒါပြင်နေပြည်တော်ဝင်းကျင်ဒေတာမှာ2024ခုနှစ်စက်တင်ဘာလကတည်းကဂျာဂီမုံတိုင်းအချိန်ကြောင့်မိုးသည်ထန်စွာရွာသွန်းပြီးတောင်ကျချောင်းများရုတ်တရက်ကြာကကျေးရွာနေအိမ်များရေလွှမ်းမိုးခဲ့ပြီးလူသေဆုံးမှုနဲ့ရုပ်ဝတ္ထုပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။အနောက်တောင်မုတ်တုံလေမြန်မာနိုင်ငံကိုဝင်ရောက်လာခြင်းနဲ့အတူ မြန်မာနိုင်ငံဒေသတွေအများစုမှာနေရာကွက်မိုးကြီးမဲ့အခြေအနေရှိနေမှာဖြစ်ပြီးရေကြီးမှုနဲ့လေပြင်းပေးတတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကတတိပေးထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းပလဲမြို့နယ်ຫນွယ်အင်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံကျဲချခဲ့ရာကလေးငယ်အပါအဝင် ပြည်သူ၄ဦးတေဆုံးခဲ့ကြောင်းဒေသပြည်သူတွေကပြောပါတယ်။မေ၁၈ရက်နေ့မွန်လယ်၁၂:၄၅အချိန်မှာပလဲမြို့နယ်ရွှေအင်းကျေးရွာအရှေ့ပိုင်းအလဲပိုင်းနဲ့အနောက်ပိုင်းကို၃ချိန်တိတိလေရင်နဲ့ဘုံကျဲချခဲ့တာပါ။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ပြီးဘုံကျဲမှုကြောင့်ပြည်သူများချစ်ကြတဲ့ဒေါ်မေရီ great dwell ចောင်းသူမှတ်ကျဲစင်ဦး great sip ចောင်းသားမောင်ဖုံးမင်းတန် ်မှတ်တင်မျက်သူတို့စုစုပေါင်း၄ဦးတည်ဆုံခဲ့ကြောင်းသိရပါတယ်။ဒါပြင်တန်ရာရရှိသူတွေအနေနဲ့မောင်ဝေရန်ဆိုမတ်ဆွေမာဝင်းမဖြူဖြူလုံးကိုဖုတ်တုံးကိုလင်းစိန်နဲ့နနေ့ရွယ်ကလေးငယ်တဦးစုစုပေါင်း6ဦးတန်ရာရရှိခဲ့ပါတယ်။နနေ့ရွယ်ကလေးငယ်မှာဘုံစားထိမှန်ပြီးလက်ဖြတ်လိုက်ရကြောင်းလည်းသိရပါတယ်ရှင်။လေရင်နဲ့ပုံကျဲချခဲ့တာကသုံးလုံးချခဲ့တာရွာရှိပိုင်းတစ်လုံးရွာအလဲပိုင်းတစ်လုံးရွာနောက်ပိုင်းမှာဘုံတစ်လုံးစုစုပေါင်း ၃နေရာမှာဘုံကျဲချခဲ့တာအလိုကျဲချလို့ခလင်းငယ်တအူးအပါဝင်ပြည်သူ၃ဦးနေရာမှာပဲတေဆုံခဲ့ရတယ်။နောက်ပြီးတန်ရာရတဲ့အထက်က၅ဦးထဲကတဦးဖြစ်တဲ့မှတ်သိမ်းမြတ်သူက စေကုသရင်တေဆုံသွားတယ်။နောက်ကျန်တဲ့၄ဦးကလည်းတန်ရာအပြင်းထန်ပြီးစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ဒေသခံတအူးကပြောပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ပြန်အုပ်ချုပ်နေတဲ့ရှမ်းမြောက်လာရှိုးမြို့ရပ်ကွက်ခုနှစ်မှာ ဖုန်းအပေါင်ဆိုင်တစ်ခုမှာအုပ်စုလိုက်ဓမြတိုက်မှုထပ်ဖြစ်ခဲ့ပြီးဖုန်းအလုံး90နဲ့ရွှေ50သားပွာသွားတယ်လို့ဓမြတိုက်ခံရတဲ့မိသားစုဝင်တို့ကပြောပါတယ်။မေ18ရက်နေ့နေ့လယ်3:45မိနစ်မှာ Crown Car စီးလာတဲ့အမျိုးသား၈ဦးဟာရက်ကွက်ခွန်မှာရှိတဲ့ဖုန်းအပေါင်ဆိုင်ထဲဝင်လာပြီးတနက်နေ့ချိန်ကဆိုင်တွင်းမှာရှိတဲ့ဖုန်းအလုံး90ရွှေ50သားနဲ့လက်စွပ်တကွင်းကိုယူဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။ Crown Car နဲ့ရောက်လာတာအရောက်တိုင်းမှာ pistol တနက်ပါတယ်။ ဖုန်းအလုံး90ရွှေ90တာပါသွားတယ်လက်စွပ်လည်းချွတ်ခိုင်းပြီးတော့ယူသွားတာဆိုင်ကယ်၃စီးလည်းယူသွားမလို့အမကမယူဖို့ဆွဲတော့ဓာတ်နဲ့ပြန်ခုတ်တာကောင်းနေနေထိသွားတယ်လို့ဓမြတိုက်ခံရတဲ့မိသားစုဝင်တဦးကပြောပါတယ်ဓမြတိုက်သွားသူတွေဟာအမျိုးသားတွေဖြစ်ပြီးအသက်30ဝန်းကျင်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်ပြီးခဲ့တဲ့မေ23ရက်နေ့မှာလည်းလာရှိုးမြို့မန်ဆူကျောင်းအနီးဆိုင်ကယ်မောင်းနေတဲ့အမျိုးသားတအုပ်ကိုတနက်6ပြီးဓမြတိုက်မှုဖြစ်ပွားခဲ့ပါသေးတယ် လာရှိုးမြို့မှာစစ်ကောင်စီတပ်ဝင်ရောက်ပြီးတဲ့နောက်မှာဧပြီလ22ရက်နေ့ကနေဒီနေ့မေလ16ရက်နေ့ထိဓမြတိုက်မှုဓာခုံမှုလူရက်မှု15ကြိမ်ထပ်မင်းဖြစ်ပွားခဲ့ပါရဲ့ရှင်။တရုတ်ရဲ့ဓာဝင်စစ်ဆတ်မှုကြောင့်စစ်ကောင်စီနဲ့ MMDA တို့အကြားအပြစ်ရဖို့သဘောတူခဲ့ပြီးတဲ့နောက်မှာကိုကန်တပ်ဟာလာရှိုးမြို့ကနေပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကထွက်ခွာခဲ့ရပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရာဝင်ရောက်နေပတ်နေခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့အရှိမောက်တိုင်းစစ်ဌာနချုပ် အခြေဆိုင်ရာလာရှိုးမြို့ကို MMDA နဲ့ຫນွေဥဒေါ်လာရေးတက်တွေကပြီးခဲ့တဲ့2024ခုနှစ်အောက်ကလ3ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးရှစ်လကျော်အကြာစစ်ကောင်စီကိုပြန်လည်လွဲပြောင်းပေးခဲ့ရတာလည်းဖြစ်ပါတယ်ရှင်။ဒီကနေ့မွန်တဲ12နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြစမ်းမချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။